။တတိယဦးကသူ့ယုံမှာလှုပ်လှုပ်တာ။အဲယုံစင်းပြီလို့ဒီကောင်ကဟောဗာလေ OT ရှိတယ်ပေါ့။အဲတရင်ကြတဲ့အတိုင်းမှာ OT ရှိတယ်ဘာညာဆိုပြီးတော့ကျန်တဲ့လူတွေပြန်ခိုင်းပြီးတော့အဲကလေးမလေးကိုပဲထားတာ။ပြီးသူကရက်ထိုင်တော့တာ။အရက်ထိုင်တော့ပြီးပြီးတာကူလီနှလုံးနဲ့ကြည့်တာ။ကြည့်ရောကြာတော့ကောင်မလေးကကြောက်လာအောင်။ကြောက်လာတော့သူနဲ့လှုပ်သွဲမလို့တော့ခြေတွေဝင်ပြီးတော့တက်ခွာပြန်အောင်။ Telegram မှာအကောင့်၃ကောင်လောက်ရှိတယ်။အဲ့ဒီအကောင့်၃ကောင်ကနော်ကျွန်တော်ရေးနေတဲ့အကောင့်တွေကဒဇင်ဦးကိုကြောင်နေပုံပေါ်တယ်။ နော်ကျွန်တော်တို့ဒဇင်ဦးတို့ကဒဇင်ဦးမတည်သေးဘူးဒဇင်ဦးအမေလည်းမတည်ဘူးသွားမေးကြည့်လိုက်ဇော်ဘုံရင်ဆိုတဲ့ကောင်မိမသားတယောက်ပေါ်မှာအလိုချင်းချင်ပြုတ်မှုနေထိုင်နေဆိုတာဒဇင်ဦးရောဒဇင်ဦးအမေရောသိတယ်ကိုကျော်စိုးဦးလည်းသိတယ်နော်ကိုနမလေးလို့ဖေးမှပေးတာပဲရှိတယ်။ကုညီသေးတာပဲရှိတယ်။အဲ့ဒီဒယ်လီကန်က၃កောင်။ဟောအဲ့၃កောင်လုံးကအဲ့ဒဇင်ဦးလို့ကျွန်တော်တို့နားမကားမှာသွားလိုက်တာ哦။ခြေဝင်တဲ့ပုံစံပေါ်တယ်။ဒီကောင်တွေကသူတို့ဖုံချောင်မရတော့သူတို့စိတ်နဲ့နှိုင်းပြီးတော့မှအာကျွန်တော်အဖြစ်ဖြစ်ကျွန်တော်မကျင်နေပြီးတော့ထပ်ပြောပြန်အောင်။ဟော န်တေးတာစန်တေးဆိုလဲကြည်လိုက်ပါသူတို့ပြောနေတာကြားပြီလေသူတို့က PDF နဲ့သိုးတယ်ကျွန်တော်ပေါ်မှာ PDF ကမှပုံမှာတော်တယ်မှာကျွန်တော်လုံးလို့မရဘူးသူတို့က PDF တက်ကောင်မှာကျွန်တော်ကိုတိုက်ခိုက်သေးတယ်နော် PDF ကမှတော်တယ်မှာမလို့သူ့လို့သူ့လို့လုံးလို့လုံးလို့မရဘူးဒီတိုင်းပြီးချစ်ပါတယ်တက်မလို့ချစ်ပါတယ်ဆိုတဲ့ကောင်တွေကအဘဘောမတဲ့ကောင်တွေကောင်မတွေကကျွန်တော်အသေးတိုက်ခိုက်တာနော်နော်အဲ့ကောင်တွေကဒါတစင်ဦးနဲ့ကျွန်တော်လည်းအဲ့နာမကသွားလိုက်တာကိုသူတို့မှခြေဝင်နေတာခြေဝင်နေတာဖုံးချောင်းလေးတနာယူလေးနော် တမတော်ဒူးအချင်းအမျိုးသမီးတယောက်ကိုလည်းမအဲ့ဒါပြောတော့ကျွန်တော်ကမကောင်းဖြစ်ဘူးမကောင်းဖြစ်ပြန်အောင်အချိုးအချောင်းတိုက်ဆိုင်တာလို့ပြောရတာလေနော်စစ်တယ်လို့ပါလို့သွားပြောတာနော်အဲ့ကောင်မလေးကတစ်တော်တော်မှမရှိတော့ဘူးကျွန်တော်နဲ့နော်သူစမ်းကြည့်တာကိုတို့အဲ့အခုတစင်းဦးနဲ့ကျွန်တော်လည်းသွားတော့ဂျေးဝင်ပြန်ပြီးတော့အမခနာတို့ပြောတယ်ဗါလဲဆိုတော့အောင်မင်းကထောက်ပေါက်လာပြန်အောင်ကျွန်တော်ဒီနေ့တော့ဘာမှဒေလောက်တဲ့ကိုမရှိဘူးမင်းညမှာဆိုဘာထွက်မှာလဲမင်းတို့စက်လိုက်လိုက်ပါလား မင်းညာမှာစလိုက်ပဲလိုက်လို့ရမယ်နော်အခုမင်းတို့ရဲ့ကံကြမ္မာတရားတွေမင်းတို့အကုသို့များရနေရတယ်အခုရေကြီးနေပြီနော်အမကားတွေကမြုပ်နေပြီမိုးရွာတယ်အမအဲချောင်းနော်လောက်ကြမင်းတို့ချက်ချက်လို့မင်းတို့တဘာဝဘေးကမင်းတို့ကြည့်မနေဘူးနော်မလင်းရတစ်ချက်ချက်လုပ်ပေးလိုက်အပြင်ထွက်လိုက်ညာအိမ်ရမလို့နေရမလို့ဖြစ်လိုက်လက်သုံးချောင်းပေါင်လိုက်တန်ပေါင်းတီးလိုက်နော်ဆန်နေပက်လိုက်စီတွေပက်လိုက်ထမိန်နဲ့အလံထောင်လိုက်နဲ့မင်းတို့ဘဝတွေခွေးပြင်းမှမတိဖြစ်နေတာအဲ့ဒီချိန်မှာဇော်ဘုန်းကြီးတို့ကပြင်းမှုနဲ့မှအေးဆေးပဲနေနေတာပြည်သူလူတို့အဲ့တော့ပြည်သူလူတို့ကယုံကြည်မရှိတော့ ဘယ်လိုသွားလဲဆိုတော့အစိုးရကိုမကောင်းကြောင်းပြောအစိုးရမကောင်းကြောင်းပြောတော့အစိုးရမသိဘူးအခုဘာကရုပ်ကြီးကားဝင်တော့ဘာညာလဲလုံးလိုက်ပြီအဲအဲ့မှာခေါင်းစဉ်တစ်ခုရသွားပြီခွင်းတစ်ခုဟုတ်လားမလားကျွန်တော်ဘယ်ဘလို့မပြောပါဘူးပြောနေတာကတိတိကျကျလုံနိုင်မှာလုံလို့ရမှာကျွန်တော်တို့နိုင်ငံမှာအဲ့လိုအတွက်ကျွန်တော်တို့လိုလူတွေလိုအပ်တယ်အသက်တေခံပြီးပြောရဲဆိုရဲတဲ့လူတွေတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးအပြုအမူပြောင်းလဲဖို့ပြည်သူလည်းပြောင်းလဲဝင်ထဲလည်းပြောင်းလဲနော် လည်းမပြောင်းလဲပြီးတော့မှတဖြည်းဖြည်းချင်းတိုင်းပြီးထိုးတတ်တော့လို့ပြောချင်တာအဲ့ဒါစဉ်းစားမိရတယ်တခုပြောပြမယ်သူတွေ့တွေ့နေရတာဘုနော်ဘာရမို့ပေါ့ကျွန်တော်ဒါလား personal ရတကူရဲအမြင်ဘာတူဘူးမှလည်းပြည့်တင်တာမဟုတ်ဘူးနော်သူပြောတာပြီးတာကျွန်တော်ရဲ့အမြင်ကိုပြောပြတာ license မဲ့ဆိုင်ကယ်တွေကိုဖမ်းမိရစား license မဲ့ဆိုင်ကယ်စီးနေတဲ့သူကိုဖမ်းနေဖမ်းမိရစားရောင်းနေတဲ့ဆိုင်တွေကိုဖမ်းလိုက်ပါလားစီးနေတဲ့သူကိုဖမ်းလို့ရှိလို့ချင်းတယောက်ချင်းစီပါတကတစည်းချင်းစီဆိုအာယုံနောက်လို့ရှုပ်ဆိုင်ကိုသွားဖမ်းလိုက် license မဲ့ရောင်းနေဆိုင် license မဲ့ဆိုင်ကယ်ရောင်းနေဆိုင်ကိုသွားဖမ်းလိုက်ကောင်းလား အယောင်ပြကန်းတွေကတော့ license နဲ့မှန်တယ်ဒါပေမဲ့ရောင်းနေတဲ့ဆိုင်ကယ်တွေက license မရှိဘူး maybe ဆယ်စီးမှာ၈စီးလောက်ကမရှိဘူးတစီးချင်းစီကိုထင်တဲ့အစီကို best ဆို license online ပို့ပြခိုင်းတာအဲ့ဒါဆိုမရနိုင်ဘူးလားဟင်ဒါကျွန်တော်မြင်မှာအဲ့ဒါပို့ပြီးတော့မထိရောက်ဘူးလား license နဲ့ဆိုင်ကယ်တွေလေ license နဲ့ဆိုင်ကယ်တွေပေါ့နော်မထိရောက်နိုင်ဘူးလားဟမ်ဖြစ်နိုင်ရောနော် maybe 100%မဖြစ်နိုင်တော့75%လောက်ဖြစ်နိုင်တယ်ခင်ဗျားတို့ရောအဲ့လိုထင်လားကြောက်လို့ထင်လားထင်ကြလားခင်ဗျားတို့ဟမ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အောင်မင်းနဲ့တစင်ဦးကြကလိုဝက်ချက်တွေကိုပါဖော်ထုတ်ပေးလိုက်တဲ့အာကြီးရုပ်တံနဲ့အတူနိုင်ငံရဲ့80ရာခိုင်နှုန်းနီးပါးအထိနေမြေထိန်းချုပ်ဆိုးမိုးထားတဲ့ဒေါ်လန်ရေးအင်အားစုတွေနဲ့တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ဖို့အာဆီယံကို UNG တိုက်တွန်းလိုက်တဲ့ထူးခြားသတင်းပါတင်ဆက်ပေးခြင်းပါတယ် နိုင်ငံရဲ့80ရာခိုင်နှုန်းနီးပါးအထိနေမြေထိန်းချုပ်ဆိုးမိုးထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေလက်တွေ့အုပ်ချုပ်နေတဲ့နေရာတွေမှာတိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ UNG ကအာဆီယံကိုတိုက်တွန်းပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေတွေကိုကူညီဖြည့်ရှင်းနိုင်ရေးအာဆီယံခေါင်းဆောင်တွေရဲ့တည်တံ့သဘောထားညင်ညာချက်အပေါ်အမျိုးသားညီညွတ်ရေးအစိုးရကပြောကြားလိုက်တာဖြစ်ပါတယ်။အရက်သားပြည်သူတွေနဲ့အများပြည်သူဆိုင်ရာအဆောက်အုံတွေပေါ်အကြမ်းဖက်နေတာတွေချက်ချင်းရပ်တန့်မှုနဲ့မစင်မချင်းလှုပ်ဆောင်နေတဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်ဖို့နဲ့အစွမ်းကုန်ထိမ့်ထိမ့်သိမ့်သိမ့်ဆောင်ရွက်ကြဖို့အပါအဝင် အရက်သားပြည်သူအလုံးဘေးကင်းလုံခြုံမှုတေချာစေရေးတိကျတေချာတဲ့အရေးယူဆောင်ရွက်ဖို့ဆိုတဲ့အာဆီယံရဲ့တိုက်တွန်းချက်ကိုအမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုထားပါတယ်။ငလင်ပေးတံခံရတဲ့နေရာတွေမှာလူသားချင်းစာနာမှုဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ယာယီအပြည့်ခက်ရဲဆဲထားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပေမဲ့ အကျန်းဖက်စစ်ကောင်စီဟာအဲ့ဒီကာလမှာပဲအပြစ်မဲ့အရက်သားပြည်သူတွေကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်တာလက်လက်ကြီးနဲ့ပြစ်ခတ်တာတာလုံအင်အားသုံးပြီးအရက်သားပြည်သူတွေနေထိုင်ရာမြို့ရွာတွေကိုမိရှုဖျက်ဆီးတာအရက်သားပြည်သူတွေကိုတရားမဲ့တပ်ဖြတ်တာတွေနေစုနဲ့အမျှကျူးလွန်နေစေလို့မြို့သားညီညွတ်ရေးအစိုးရကအတည်ပြုထားပါတယ် အရက်သားပြည်သူအားလုံးဘေးကင်းလုံခြုံမှုတည်ချစေဖို့ဆိုရင်အာဆီယံရဲ့ဥဆောင်မှုနဲ့အတူနိုင်ငံတကာပါဝင်တဲ့စနစ်ကြတဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးရန်ရမျိုးမရှိဘဲထိတိယောက်ယောက်ကာကွယ်နိုင်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရကယုံကြည်ထားပါတယ်။ခမဘလာတော့မတွေးတော့ဘူးစစ်တပ်ကဘလို့သွားတက်တာလဲစစ်တပ်ကဘလို့သွားတက်တာလဲလို့ခမရေးခဲ့သားမှကျွန်တော်မေးချင်လို့ပါခင်ဗျားတို့ဘုံကြီးတဲ့ရဟန်းတန်တာတွေစောင်းတင်နေဆရာဆရာမတွေတိလာရှင်တွေ ငါနဲ့မတူငါရဲ့တူဆိုပြီးအုပ်ကြီးတွေဟမ်စစ်တပ်အားပေးထောက်ခံတယ်ဆိုတော့ကျုပ်တို့တို့ကောင်းလေးခမတို့လည်းတက်ပြစ်တာလေစစ်တပ်ကဘယ်လိုတက်တော့စစ်တပ်ကတိုင်းပြည်ကာကွယ်တာခမတို့လုပ်လို့ခမတို့စောက်အရေးကြီးစောက်ထားပြီးတော့ချန်ပီယံလက်နက်ကိုင်းကောင်းချမ်းသူတပုံလို့ချေညာထားတဲ့တိုင်းရင်းသားလက်နက်ကိုင်းကောင်းချမ်းသူနဲ့ခမတို့ဗမာပြည်တည်းနဲ့ပေါင်းပြီးတော့မှတိုင်းပြည်ဖျက်ဆီးလို့တက်မတော့သူ့နိုင်ငံကိုဒီလိုမျိုးအခြေအနေရောက်အောင်သူစစ်တင်ရ၄သိန်းတောင်နဲ့ခမားတို့ကာဝယ်ထားတာစောင်းအောင်တော့ကရှိ ਉ ကိုထမင်းကိုစားပြီးတော့မှသူများချီရကိုကောင်းနဲ့ရောက်နေတယ်ခမားတို့က ဟဲ့ပြောတယ်ရအောင်အချိန်ပြည့်ဘူးပြောတယ်လာခဲ့မင်းတို့ PDF ရှိတဲ့နေရာလည်းငါသွားတယ်ဟုတ်လားမင်းကိုပထိုးကြီးလည်းငါသွားတယ်အကြံကြောင်းလည်းသွားတယ်ဟဲ့နော်ပါလေမင်းတို့အခုရှိနေတဲ့ PDF မင်းတို့ကမှရင်းမှုမင်းတို့ဘာလို့ငါသွားနေမင်းတို့မတွေ့ဘူးလားဟမ်တောင်းကန်တွေကိုနောက်ထိုးဘာကိုပါလေဘာသူရဆောက်ပြီအကုန်သွားတယ်ကွာငါမချိန်ဆောင်နဲ့ဟဲ့ကြောက်တဲ့ဒီလိုတိုင်းမှာဒီလိုတက်လာမှာရောဘူးနော်ရှင်းလားမင်းပြောတာဒါခဲ့လေဘယ်လို PDF တွေလား နော်နင်းတို့အရင်စပြီးတော့စောက်ပြတနာရှာတာလက်သုံးချောင်းထောင်ပြီးမဲအစောက်လက်သုံးချောင်းလည်းမသိပဲနဲ့လိုက်ထောင်လာထောင်ပြီးမန္တလေးမှာဒီမိုကရေစီဆိုပြီးတော့မှသူများကားသွားလို့မရအောင်အကုန်လိုက်ပိတ်ထားတာဟမ်ရွာတွေရက်ွက်တွေအကုန်ပိတ်တာစစ်တပ်ကတကယ်တမ်းတော့အတက်မတော်တော်တော်လေးလို့ပြောရမှာနောက်စပြစ်တဲ့အမှရက်ွက်တွေမှာပိတ်ဝဲဟူချင်းနဲ့လေးကမန္တလေးဆိုလို့ချင်းဟိုလမ်းနာဘက်တွေအကုန်ဖျောက်ပြစ်တာအကုန်လုံးတင်မောသိနေဆိုးလိုက်တာအဖေလမ်းဝင်ဘယ်လမ်းတော့ဘယ်လမ်းဝင်စစ်သားတို့တော့ဗျဟိုနေရာတက်ပြားလာတဲ့စစ်သားတွေကဒီမျိုးလုံလုံရွေးလာတာနေရာမသိဘူးခွေးချင်းခွေးချင်းကြံတဲ့ကောင်းလေးနော် မင်းမေခွေးပိန်မလို့စိတ်တယ်မင်းတို့တိုင်းပြည်ဖြစ်စည်းတာနော်အဲစစ်တကအိုင်တော့ငါကွာ35လမ်းနဲ့65လမ်းတောင်းပါနော်နေလာမျိုးပါလေလို့တော့စီတီစေးုံနားမှာဟမ်စစ်တကိုရောက်စစ်ခွေးပိန်လို့ဘာညာလဲအော်လဲအော်ဟုတ်ကတဏှတိကိုပြစ်ချပြောလဲဒါလဲတော့တယောက်ချင်းထိုးမယ်ဆိုမေတို့ရဲ့စေးုံနဲ့ဝင်ပြေးတာနော်ညီညာရင်လူလာတာဘောကျွန်တော်ကိုနေ့ကကျွန်တော်ခုသွားပြီးတော့သွားရောက်လူတန်းနဲ့တင်ကြုံတောင်းဆိုလို့ရှိရင်ခမင်းတနက်ကိုစံတဲကုန်လေ တနေ့ဆိုရင်၃နဲ့စားရင်တော့နှစ်အိတ်ခွဲတော့ကိုရင်ကုန်ပါဘော break button နဲ့ဆိုရင်အဲ့ဒီသင်္ကြန်ဘုံကြီးတောင်းပါအဲ့ဒီမှာဘလူတွေလည်းတိလားဓနုတွေပလောင်တွေတအန်းလူမျိုးတွေအမားတွေရှမ်းတွေအကုန်ဒုက္ခရောက်နေတဲ့လူတွေအဲ့ဒါဘာပြောလဲအဲ့ကလေးတွေနဲ့ကျွန်တော်တို့လက်ဆွဲနှုတ်ဆက်တဲ့ပုံလေးတစ်ပုံရှိတယ်အခုဆိုဘုံကြီးရွာလာတယ်အမင်းကတော့တိလားလားဆိုတိလားပေါ့လေနိုင်မှာမှာတဲ့ကျွန်တော်လည်းပြောလိုက်ပါတယ်ကျွန်တော်ကဘုံအရင်ဆဲတဲ့အကူကြီးတို့မပြောဘူးလားဆိုတော့အဲ့လိုတော့မတင်ပါဘူးကြားတဲ့အကူကြီးဆဲတာတွေက ဟိုတိုင်းမျိုးတကယ်ချစ်လို့နိုင်ငံတော်တကယ်ချစ်လို့လူမျိုးကိုချစ်လို့ဆဲတဲ့အစဲဆိုတာကိုကြည်လာနေသိပါတယ်အဲကလေးတို့ပြန်ပြောတော့ဝိုင်းကြည့်နေတဲ့ပုံလေးเนาะအဲ့တော့ကျွန်တော်တို့ဘာပြောခဲ့လဲလက်နက်ကင်တဲ့လမ်းစဉ်ကိုလုံးဝမချစ်သုံးပဲနဲ့တိုင်းပြည်နဲ့နိုင်ငံလူမျိုးအပေါ်မှာအခုလို့နိုင်ငံတော်ကပင်ပေးတဲ့စာတွေကိုတင်ယူပြီးတော့မှကိုချိုးမဖက်တဲ့နိုင်ငံအချိုးကိုတဲဘိုးနိုင်တဲ့တားကောင်းယတနာတွေတမိကောင်းယတနာတွေဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးခဲ့တာเนาะ အဲ့တော့ဟိုပြောနေတာလက်နဲ့ကိုင်းတဲ့လမ်းစဉ်ကဘလို့မှတိုင်းပြည်မငြိမ်းချမ်းဘူးအခုငြိမ်းချမ်းရေးလိုလားကျင်လေဆိုရင် NCA ဆိုတာနိုင်ငံတော်ကတရားဝင်ထုတ်လာတာနော်ငြိမ်းချမ်းရေးပဲလိုလိုလားပါလေဆိုရင်ပြောတာပါနော်ကျွန်တော်တို့ကတနိုင်ငံနဲ့မဟုတ်ဘူးဗျတကဘာလုံးမှငြိမ်းချမ်းရေးလိုချင်သေးတယ်ဟုတ်လားခဏတကယ်လူပီသားတယ်ဆိုရင်ခဏအမေရိကန်ကနေစပြီးတော့မြန်မာနိုင်ငံအထိပိုင်ဆိုင်ရတဲ့လက်လက်တွေပင်ပင်ကြီးတွေကိုမျောထားလိုက်ရှင်းရှင်းလေးခဏနိုင်ငံနဲ့သွားမကြည့်တော့နဲ့ကိုယ်နိုင်ငံနဲ့လာမကြည့်တော့နဲ့ ကိုနိုင်ငံမှာကိုလူမျိုးနဲ့ကိုနေသူ့နိုင်ငံသူ့လူမျိုးနဲ့သူနေဟဲ့လားအဲ့ဒီအမျိုးမျိုးလက်နက်တွေလည်းဘာမှထုတ်မနေနဲ့ဟုတ်ကဲ့မြန်မာပြည်ကဘာကတော့ကြည့်ရတာအမျိုးမျိုးဟိုဆွဲရေးပို့ရထောင်းလိုက်တာတည်အောင်ပဲကိုတိုင်ဘက်ကိုဦးမယ်နော်ဘာမှမဟုတ်တဲ့ဟိုမှာမြောက်ကိုရီးယားလောက်ဟာအမျိုးမျိုးပိုင်တော့မှတိုင်ဘက်နေတယ်စစ်ပြီးတော့ဘယ်သူမှလုပ်လို့မရဘူးလူမျိုးလေးကိုယ်မကလုပ်လို့မရဘူးနော်စားကြည့်ရတာကမ္ဘာသမရခေါင်းဆောင်တွေကိုပေါင်းဒီကနေတက်ပြောလိုက်ခြင်းသေးတယ်ခင်ဗျားတို့ကဘာကြီးငိမ့်ချင်းစင်းနေဆိုရင်ကိုနိုင်ငံအေရီးယားကိုနိုင်ငံနေမိပါပဲကိုနေခင်ဗျားတို့ပိုင်ဆိုင်တဲ့လက်နက်တွေအကုန်လုံးပင်လေးမျောပါလား ဲ့တော့တိုင်းတိုင်းအေဂျင့်သွားလိမ့်နော်ရှင်းလားဟာမြန်မာနိုင်ငံများသုံးအေဂျင့်ရှင်တာပေါ့ဗျာကျွန်တော်တို့ကခမားကျွန်တော်အခုပြောပြမယ်ကျွန်တော်တို့တက်မတော်သားဆိုတာပြီးပြီးပါစစ်ပဲတိုက်ရှင်တာပြည်တွင်းစစ်ကိုကိုယ့်ရဲ့လူမျိုးချင်းချင်းတိုက်နေရတာသူတို့မှလည်းစိတ်မကောင်းဘူးခမားဒီပံမွေးမှာဖြူအောင်မှုရောပါအောင်မလုပ်ချင်ဘူးကိုယ့်လူမျိုးချင်းချင်းတနာလာသူတို့ကကျွန်တော်ဟိုနေ့ကမြင်းညာမှတ်တိကြပြုံးမှု PDM မှလည်းတယောက်ကိုမိတယ်ဗီဒီယိုကိုပြောလိုက်ရတယ် ဲ့ဒီအချိန်ကနာမကမရောက်နေတဲ့အချိန်ကိုကျော်စိုးရောကျွန်တော်တစင်ဦးရောမက်တီရာယုံကကျွန်တော်တို့နဲ့လူမှုရေးရရန်ရင်းနေတော့ကောင်မလေးမှနည်းနည်းပေါ့နော်တကန်းလေးတွေပါလေးနည်းနည်းထိထားတာရှိတယ်မလုပ်ပါနဲ့ဗျာလို့သူ့ကိုကောင်းကောင်းကြည့်ကောင်းကောင်းမွေးပြီးတော့တရားဥပဒေတိုင်းပဲဟိုကဖြစ်လိုက်ပါလို့ကျွန်တော်တို့ဗမာလူမျိုးချင်းချင်းကျွန်တော်မြင်ရတာစိတ်မကောင်းပါဘူးဆိုကျွန်တော်မျက်ရည်ဝဲလာတော့နော်ကိုကျော်စိုးရောတစင်ဦးရောတိတယ်နော်မျက်ရည်ဝဲလာတော့ကိုလူမျိုးချင်းချင်းဗျာအဲ့လိုဟိုထိခိုက်ဒဏ်ရာတွေအဲ့လိုလက်တွေဟိုရတာတွေအခုလိုဝေဘွားနေဘုံကျဲတော့ပါလို့ဟာတော့ဗျာလူမမြင်တော့ပြောတာပေါ့ဗျာဒါကတော့ အကြမ်းဖက်လက်နက်ကန်ရှိတဲ့နေရာတွေတော့တိုင်းပြည်မငြိမ်းချမ်းမှာဖြစ်တဲ့အတွက်စိုးရင်လို့ပြောမိတာပေါ့အခုလိုလူရှင်လက်နက်ကြီးလက်ကြီးနောက်ပြန်တုတ်ထားပြီးတော့ဒီလိုကြီးတွေအုပ်ထားတော့ကြတော့ဒါကတော့စစ်တော်ရေးရသူလဲလုံချုံရေးရလောက်ရတယ်ဒါပေမဲ့ကိုကဗီဒီယိုကောမှတွေ့လိုက်တော့ကြတော့ရင်ထဲမှာမကောင်းစွန့်နေလာတယ်ကိုလူမျိုးချင်းချင်းဟာအဲ့လိုကြီးတော့မဖြစ်သင့်ပါဘူးလို့ပေါ့နော်အမရအားလို့ဟိုကောင်းကောင်းချွေးကောင်းကောင်းမွေးထားပြီးတော့မှဟိုဥပဒေတိုင်းလေးပဲကလေးမကိုလှုပ်လိုက်ပါလို့ညီမလေးနော်လို့နောက်ဆိုရင်ညီမလေးတက်ပြီလားလို့ညီမလေးတို့ PDF တရားလားလို့ဟိုကိုတို့ဒီ ဘောနော်ကြောင်းစရာမလေးလို့ဘာလို့တွေ့သွားရင်မရင်းတွေပါကျင်အောင်မယ်လို့အခုညီမလေးကိုမိတဲ့အချိန်မှာညီမလေးကိုဘယ်သူမှဘာမှမလုပ်ဘူးနော်လို့အဲ့ဒါတရားဥပဒေစိုးမိုးမှုရှိတဲ့နေရာနဲ့တရားဥပဒေစိုးမိုးမှုမရှိတဲ့နေရာကွာတယ်လို့ကျွန်တော်ပြောလိုက်တယ်ဒီမှာဗီဒီယိုဖိုင်တွေလည်းကျွန်တော်မှရှိတယ်နော်ကျွန်တော်တို့အဲ့လိုကျင်နာတတ်တယ်တနာတတ်တယ်တကယ်တမ်းကမလုပ်ရဘူးအထူးမှဒုက္ခမဖြစ်စေချင်ဘူးအဲ့တော့ကျွန်တော်အကိုပြောတယ်လို့ဆိုရင်စစ်သားခင်ဗျားဗျာစစ်သားကမိသားစုနဲ့ဗျာစစ်ကိုမုန်းတာစစ်သားကမုန်းတာပေါ်ပြီးမုန်းတာကိုလူမျိုးမျိုးချင်းဒီလိုပြန်တိုက်နေရတော့မုန်းတာတက်ပါတော့ နော်တက်မလို့သားဘဝမှာမိသားစုနေဗျခမစစ်တင်ရ၄သိန်းလောက်နဲ့ခမတို့စုဖို့အုံတော့ထားကြတော့ဘူးသူတို့မှလုံနေရတာနော်အဲ့ဒါကိုဘယ်သူမှမလုပ်ချင်ဘူးခမစက်သားအောင်ရှိတယ်စစ်ကိုမုန်းရတိုက်ခဲ့သည်တဲ့စစ်သားနဲ့နှလုံးသားနဲ့လူစစ်သားနဲ့အသွေးသားနဲ့လူဗျစစ်သားဆိုတဲ့လူကလည်းခမမိသားစုနဲ့ပြည်သူတွေရဲ့ပေါက်ကွားတဲ့စစ်သားသူမလို့တိုက်ချင်ပါလေသူ့အကြောင်းမျိုးမျိုးကြောင့်သူလောက်ရတာဗောစစ်သားမပင်မန်းဘူးလားအဲ့ဒီ လေတို့ဘယ်နဲ့စီးပြီးတော့မှတနက်ထမ်းပြီးတော့မှကြောဘိုးကြီးလွယ်ပြီးချင်းခင်ဗျားတို့ပြောတဲ့ချင်းတောင်းကြီးထမ်းထမ်းပြီးတော့မှခြေတိုင်းမှာအခုမိုးရွာနေပြင်းဦးနေမှာအဲ့မိုးရွာတော့အချိန်ကြီးခုမိုးကလှုပ်ပေးရတယ်မိုးကသွားလှုပ်ပေးရတယ်ဟမ်ခုမိုးရွာနေခင်ဗျားကြည့်လို့ရတယ်အပြင်မှာပြမိုးတကုံရွာနေပြင်းဦးနေကိုယ်ပြင်းဦးနေတာကြည့်ရလို့ကုန်သိတယ်အဲ့လောက်ပြင်းမှန်းနေတယ်စစ်သားဗျာကြောခံရတော့စစ်ခွေးရရလာတာနှစ်ပဲကြောက်ဗျာတော်ထဲမှာမိသားစုနဲ့သူ့မှာမိမနဲ့ရှိတယ်သူ့ရဲ့အသွေးသားခန္ဓာကိုယ်နေ သူမိမတွေတက်ထဲမှာဘယ်လိုနေလဲသူသားသမီးတွေဘူးမှမတိုက်ချင်ဘူးနော်သူ့ဘာသူ့ဘာပြန်ကြလူမျိုးစုဘာတိုက်မှနေမယ်အိမ်တော်တဲ့သူ့အိမ်မှာသူမိမနဲ့အခုလိုမိုးရွာနေတဲ့ချိန်နှက်ချင်တာပေါ့ဟုတ်လားနောက်ဆုံးမလုပ်ချင်ဘူးဆိုတော့အသွေးသားရဲ့ခန္ဓာကိုယ်ရကိုဘယ်တကယ်လုပ်လို့လုပ်ချင်တာပဲလေဟုတ်လားသူတို့မှလည်းအဲ့ဒါတွေရှိတယ်တော်ထဲမှာဘာသွားလုပ်လို့ရမှာစစ်သားတော်တို့လုပ်မရဘူးအကြမ်းမဲ့တဲ့နေ့ကတောင်းကြသူတို့နဲ့ PDF ကတော့တွေ့ရနဲ့မရင်းချင်းတော့ပြောလို့ရရင်ရမရရင်မရင်းတတ်ချင်းချစ်ပြလား ။ဒါတွေအကုန်လုံးသိတယ်။နော်။ပြည်ပြည်နဲ့ဘာဖြစ်လဲ၊ကိရင်ပြည်နဲ့ဘုံချဲနေတယ်မတွေ့ဘူးလား။ဟမ်။ဘာမပြောရလဲအရှိတော်။တိုင်းပြည်လုံးအကိုအခုကိုထွန်းထွန်းတိုင်းပြည်လုံးအားလုံးတရားရေးချမ်းပြောရှင်အပြူစိမ့်နဲ့အနီမဲတွေမကွဲကြရင်ပြီးပြီတက်မတော်သားတက်မတော်သားလုံးလုံးရဲခွဲရရဲတပွဲဝင်လုံးလုံးရင်းနေရရင်းနေလုံးလုံးဝင်ကြီးဌာနလူတွေရတဲ့ကိုကြီးစာနေရတရားသိမ့်နဲ့ ကိုပြည်သူလူထုပေါ်မှာနော်မတိတိုးချုံမပြုတ်ဘဲနဲ့မရှိတဲ့လူဆင်းရဲနှွမ်းပါတဲ့လူကိုတိတ်လာအောင်ကတ်လာအောင်ကုညီပေးမှရမှာနော်အခုလာလာပြီဒီနေ့တစ်တော်ရဲ့မှာတစ်တော်ကရင်တော့ပါလေနော်ထုံးမဟုတ်လောက်တဲ့လူဘူးလေဘာတီကေတိတ်ဝင်းဆိုလာဘာသာမသိဘူးဗျာသူမျိုးသမီးနာမည်ရောပဲနော်အဲ့ဒီမဟုတ်သောမှအမှနမေရဲစင်းနဲ့ပြောအောင်မမိုးခိုင်းနဲ့အဲ့ဒီမမိုးခိုင်းရမှာ၅နိုင်ရမှာဆိုင်မှာ နော်အရင်တော့ကကြတော့တစ်တော့ရတယ်မြေစင်းသားတစ်တော့တော့အကုန်လုံးဖွင့်ပြထားတယ်အခုကြတော့ DK သိမ်းဝင်လာပါလေခေါင်းမုံဆိုတာရှိတယ်တရားရဲ့မျိုးမျိုးလိုက်ဆွဲတာမရတော့ကြတော့တစ်တော့ရဲ့ထိုးဝိုင်းအပိုင်းမှာဆိုပြီးတော့လုံပြန်အောင်အော်ဒီဘက်မှာပိုင်ဆိုင်မှုတွေကတုတ်ထားပြန်အောင်အဲ့တော့ကျွန်တော်ကဟိုဝန်ထမ်းတွေကိုကျွန်တော်ကဘယ်ပြောချင်မှမလဲဗျာကျွန်တော်သိတာပေါ့ကျွန်တော်လည်းတစ်ချက်တစ်ပြားမှမရဘဲမဟုတ်ခံရတယ်ဒါပေမဲ့အမှန်တရားကိုပြောတဲ့ဆိုတဲ့လူကြတော့လာလာပြီးတော့သူကပြောခိုင်းတော့ကျွန်တော်အခုလိုအေကားနေရာခေစားတော့ကျွန်တော်မုန်းသွားတယ်လေတကယ်တော့သွားမေးလိုက်လေ ျွန်တော်ဘယ်သူတစ်ချက်လာပေးလဲလို့ကိုတော်ဘုန်းကြီးကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့မှဥပမာတစ်ခုကအရက်ကတော့ပေးရပေးမှာဒါတော့တရားရှိတာပေါ့နော်ကျွန်တော်လည်းမလိမ်မညာတတ်ပါဘူးနော်အဲ့တော့ကျတော့ကိုနဲ့မတက်တဲ့အချိန်ကျတော့တတော်တိုးပိုင်းဖြစ်ကောကိုနဲ့တက်တော့မှကျတော့လှုပ်တာရောအဲ့ဒီစာရဲစာရဲတွေကဒီမှာထွက်လာရောကဲတိုင်းပြည်ရဲ့ဝန်ထမ်းကခဏအဲ့ဒါကိုဝန်ထမ်းကိုမပြောကျွန်တော်ဘယ်သူကပြောရမှာဝန်ထမ်းကိုပဲပြောချင်မလဲဝန်ထမ်းရတဲ့လားကကျွန်တော်သိတာပေါ့ဒါပေမဲ့ဝန်ထမ်းနေရာတဲ့အရန်တချို့ဝန်ထမ်းနေရာ ကျွန်တော်အပြင်းနဲ့ပြောနေရဗျာအနာရှိနေဆက်ဝန်ထမ်းစုပ်ဝန်ထမ်းရုပ်တွေကလည်းလုံလုံးနေလုံလုံးနေအခုပုံပြတရအခုမဟုတ်လိမ့်မယားဟမ်မောက်လိုက်ခုံလိုက်လောက်တာပြည်သူလူထုအဲ့တော့ပြည်သူလူထုကယုံကြည်မကြည့်တော့ဘယ်လိုသွားလဲဆိုတော့အစိုးရကိုမကောင်းကြောင်းပြောအစိုးရမကောင်းကြောင်းပြောတော့အစိုးရမသိဘူးအခုဘာကယုံကြည်ကကားဝေးတော့ဘာညာလဲလုံးလိုက်ပြီအဲအဲ့မှာကောင်းတဲ့တကူရသွားပြီဂွင်တကူအဲဟုတ်လားမလားကျွန်တော်ဘယ်ဘယ်လိုမပြောပါဘူးပြောနေတာက တိတိကျကျလုံနိုင်မှာလုံလို့ရမှာကျွန်တော်တို့နိုင်ငံမှာအဲ့လိုအတွက်ကျွန်တော်တို့လိုလူတွေလိုအပ်တယ်အသက်တေခံပြီးပြောရဲဆိုရဲတဲ့လူတွေတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးပြုပြင်ပြောင်းလဲဖို့ပြည်သူလည်းပြောင်းလဲဝန်ထမ်းလည်းပြောင်းလဲနော်အဲ့လိုမျိုးပြောင်းလဲပြီးတော့မှတဖြည်းဖြည်းချင်းတိုင်းပြည်ထိုးတက်သွားအောင်လို့ပြောနေတာအဲ့ဒါနော်ဟုတ်ပါတယ်ကျုပ်ပဲစစ်သားပါဝန်ထမ်းအကြောင်းသိလို့ပေါ့ဗျာခင်ဗျားတို့ကထွက်မပြောဘူးသိရတဲ့တန်းနဲ့ပြောရမှာဒီအချိန်မှာဒီအချိန်မှာအကောင်းဆုံးဖြစ်ရမှာကျွန်တော်တို့နိုင်ငံက ်ဝန်ထမ်းတွေကိုလည်းလေးစားမယ်တွတ်မတော်လည်းအာကိုခြင်းစိတ်တွေပေါက်လာမယ်နော်အဲ့တော့အဲ့ဒီငားမာရအခုကိစ္စလည်းလာပြန်ပြီနော်မစားရတဲ့မေတ္တာနဲ့ပတ်ပြီးဟိုဘက်ကတစ်ဘက်ကသူ့အမှုရှုံးတော့အမှုရှုံးတော့အခုတစ်တော့ဟိုဒါတစ်တော့ပိုင်ပါဆိုလုံးပြန်အောင်အတစ်တော့ပိုင်ဆိုခင်ဗျားတို့အရင်တော့ဘာလို့ခွင့်ခိုင်းတော့မဟုတ်ဘူးလားကျွန်တော်ပြောရအဲ့ဒီလည်းပြန်နေလိုက်ဒီဘုရားတစ်ခုအစိုးရအနေနဲ့ပြန်ပြီးတော့ပြန်ပြီးတော့လုပ်ခါတော့အမှားတစ်ပါးလုပ်မှာဖြစ် ဲတက်ခတ်တက်ခဲ့ပါတော့ခင်ဗျားတို့ကျွန်တော်ကဘာမှမဖြစ်တော့ဘူးဘာလို့လဲဆိုတော့ကနာတို့မလုံနိုင်တဲ့အလုပ်တွေကျွန်တော်လုပ်နေတဲ့အတွက်ကနာတို့အဲ့လို Telegram တွေမှာဟောပေါ့နော်အဲ့လိုရှောက်ရေးတာရှောက်ပြောတာတွေနော်အဲ့လိုမဟုတ်ကောက်ကတွေကနာတို့ကျွန်တော်ပုံတင်မှာ లై ဒီပါရရတယ်ထင်တယ်နော်ကျွန်တော်အကြောင်းတွေပြောမှဟိုအသေးတွေပါကျွန်တော်ဝင်ကြည့်တယ်ကျွန်တော်ဝင်ကြည့်လိုက်တယ်ကျွန်တော်အကြောင်းပြောလိုက်ပြီဆိုတာနဲ့သူကအဲဟိုတော့အဲလူကြည့်များတယ်ပေါ့နော်ဟိုလူကြည့်များလာတယ်လူစိတ်ဝင်စားမှုများလာတယ်ကြားပါလေကနာတို့စိတ်ချမ်းသာရင်ပြီးရောနော်ကနာတို့ပြောနေတာပြောကနာတို့ကျွန်တော်ဘယ်တော့မှပြန်မပြောဘာလို့လဲဆိုတော့ကနာတို့က ကျွန်တော်ဘုံမခံတော့ပျံပေါ်လာတယ်ကျွန်တော်တရားဆိုတော့ဒါအဲ့လိုမျိုးအဲ့ဒီကိစ္စကိုပြောနေကျွန်တော်တို့ကလည်းအဖက်နဲ့မလုပ်တော့အခြေလည်းမရှိဘူးနော်ကျွန်တော်ကကျွန်တော်လုပ်ချင်ရလို့ပြောချင်ရပြောကျွန်တော်တို့မဖမ်းခံရရင်လည်းဖမ်းခံရအောင်တော့ပြောတော့ရေးနော်အဲ့ဒီဟိုမှာ Telegram မှာအကောင့်၃ကောင်လောက်ရှိတယ်အဲ့ဒီအကောင့်၃ကောင်ကနော်ကျွန်တော်ရေးနေတဲ့အကောင့်တွေကသတင်းဦးကိုကြောင်နေပုံပေါ်တယ်နော်ကျွန်တော်တို့သတင်းဦးတို့ကသတင်းဦးမသိသေးဘူးသတင်းဦးမမေးလည်းမသိဘူးသွားမေးကြည့်လိုက်ဇော်ဖုံးရေးဆိုတဲ့ကောင်ကမိမသားတယောက်ပေါ်မှာ အလိုကျင့်ကြံပြုမှုနေထိုင်လဲဆိုတာသစဉ်ဦးဘောသစဉ်ဦးအမေရောသိတယ်ကိုကျော်စိုးဦးလည်းသိတယ်နော်ကိုနှမလေးတို့ဖေးမပေးတာပဲရှိတယ်ကုညီပေးတာပဲရှိတယ်အဲ့ဒီတယ်လီဂရမ်က၃ကောင်နော်အဲ့၃ကောင်လုံးကအဲ့သစဉ်ဦးတို့ကျွန်တော်တို့နားမစားမှာသွားလိုက်တာကိုခြေဝင်တဲ့ပုံစံပေါ်တယ်ဒီကောင်တွေကသူတို့ဖုံချောင်မရတော့သူတို့စိတ်နဲ့နှိုင်းပြီးတော့ကအာကျွန်တော်အဖြစ်ကျွန်တော်မကျေနပ်ပြီးတော့ထပ်ပြောပြန်အောင်ကစားတဲ့ဆိုလည်းကြည်လိုက်ပါ ယ်တို့က PDF နဲ့တိုးတယ်ကျွန်တော်ပေါ့ပါ PDF ကကောမတော်တယ်မှာကျွန်တော်လုံးလုံးမရဘူးတို့က PDF တဲ့ကောမှာကျွန်တော်ကိုတိုက်ခိုက်သေးတယ်နော် PDF ကမတော်ရမှာမလို့သူ့လိုသူလုံး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 မရဘူးဒီတိုင်းကြီးချစ်ပါလေတက်မလို့ချစ်ပါလေဆိုရင်ကောင်းနေရဘောဘောမားတဲ့ကောင်းလေးကောင်းမားတွေကကျွန်တော်အသေးတိုက်ခိုက်တာနော်နော်အဲ့ကောင်းနေရတာတစင်းဦးနဲ့ကျွန်တော်လည်းအဲ့နာမကသွားလိုက်တာကိုတို့မှခြေဝင်နေတာခြေဝင်နေတာပုံချောင်းလေးတနာယူလေးနော်တက်မလို့ကတူအချင်းအမျိုးသမီးတယောက်ကိုလည်းမအဲ့ဒါပြောတော့ကျွန်တော်ကမကောင်းဖြစ်ဘူး မကောင်းဖြစ်ပြန်အောင်အကျိုးကြောင့်တိုက်ဆိုင်လာလို့ပြောရတာလေနော်စစ်တယ်လို့ပါလို့သွားပြောတာနော်အဲ့ကောင်မလေးတို့ကတစ်တော်တော်မှမရှိတော့ဘူးကျွန်တော်နဲ့နော်တော့စမ်းကြည့်ရအောင်တို့အဲ့ဒါအခုတစင်းဦးနဲ့ကျွန်တော်နဲ့သွားတော့ဂျေးဝင်ပြန်ပြီးတော့အမခနာတို့ပြောတဲ့ဘာလဲဆိုတော့အောင်မင်းကထားဖောက်လာပြန်အောင်ကျွန်တော်အရင်တော့တစင်းဦးကသူ့ရုံးမှာလှုပ်လှုပ်တာအဲရုံးစင်းပြီဆိုရင်ဒီကောင်ကဟောဗာလဲ OT ရှိတယ်ပေါ့အဲတရေတာနေတိုင်းမှာ OT ရှိတယ်ဘာညာဆိုပြီးတော့ ကျန်တဲ့လူတွေပြန်ခိုင်းပြီးတော့အဲ့ကလေးမလေးကိုပဲထားတာပြီးသူကအရက်ထိုင်တော့တာအရက်ထိုင်တော့ပြီးတာကူလီနှလုံးနဲ့ကြည့်တာကြည့်ရကြတော့ကောင်မလေးကကြောက်လာအောင်ကြောက်လာတော့သူလည်းလုပ်ွယ်မလို့တော့ခြေတွေဝင်ပြီးတော့ထွက်ပွားပြန်အောင်ထွက်ပွားပြန်အောင်ဟယ်လိုဟယ်လိုဟယ်လိုအကျင့်လေးအဲ့လိုလူမျိုးတွေကမြန်မာပြည်ရဲ့သတင်းဌာနတို့ဘာလို့လုပ်ကုန်ဘာဘောကဘာဖြစ်လဲ။ဟောဘာနဲ့ဘာမလဲ ငါနဲ့ငါနဲ့တွေ့နေပါလေလူတွေတော့ဆုံကုန်ခွင့်မယ်ဟုတ်လားဟမ်ဖန်ခါလိုက်ကွာမြန်မြန်ဖန်ခါလိုက်ကောင်းတာပေါ့မင်းတို့လည်းနာကြီးတက်တာသွားတာပေါ့ငါလည်းအထဲမှာနည်းနည်းအေးရအေးတော့ကွာအနာယူရတာပေါ့လုံးမဆိုလို့ရှိရင်လုံးမလုံးဆိုလို့ရှိရင်ငါဟိုလုံးမဆိုလို့ရှိရင်ငါကိုလည်းပြင်ပန်းနေဘာမှလည်းမရပဲနဲ့တိုင်းကျိုးပြည်ပြည်လို့လို့ပြီးတော့မှငါ့ကိုအဲ့လိုမျိုးတွေတိုက်ခိုက်နေုံမယ်မင်းတို့ခန်းလို့ငါထောင်ချတော့လဲငါထောင်ထဲမှာနည်းနည်းအနာယူရတာပေါ့ဟုတ်တယ်မလား မပြောပါဘူးကျွန်တော်ကျွန်တော်ဘယ်သူမှပြန်မပြောဘူးကျွန်တော်ကကျွန်တော်စိတ်ကဟိုဟာဟိုဟာပြောလိုက်ပြီးသားနော်ကျွန်တော်တို့ရဲ့အဲ့ဒီ channel တွေကကျွန်တော်နာမည်လည်းတက်လည်းမပြောတော့ဘူးကျွန်တော်စနပြောပြီးလေကျွန်တော် Telegram မှာတိုက်ခိုက်နေတဲ့အကောင့်၃ကောင်လောက်ရှိတယ်နော်တင်းနိုင်တာကတော့ဒါကတော့သူတော်မှဒီလိုမျိုးပဲရှိတာပဲလေသူကျွန်တော်ကျွန်တော်ပြောခဲ့တာပဲအာကြီးတို့ပြောပါပြတယ်လို့ညာပြောဆိုခွေးတို့ဟိုရောတိုင်နေစီဗီဒီယိုဘာလို့အဲ့လိုမျိုးပြောခဲ့တာပဲလေနော်ပြောပါဗျာနော်ပြောကြအောင်ချစ်သွားတော့လည်းဘာဖြစ်လို့လဲမဟုတ်လား လူကဗျာအသက်တော်ပေးတော့တာကိုဘာသေးလာကြောင်းရံဒီခေတ်ဒီကမှာဒီလိုလှုပ်လှုပ်တာအသက်သေးခံပြီးလှုပ်ရတာအဲ့တော့ထောင်ကြမယ်လို့မင်းကိုဖမ်းမယ်လို့ဆိုတော့ဩကျွန်တော်ကဘာဖြစ်မှာတော့ဗျာနော်နော်ဘာကိစ္စအမှန်နဲ့ဟွာနဲ့ပြောလိုက်မယ်ကျွန်တော်တို့ဟိုကျွန်တော်တို့အရင်တော့ဝင်ကြီးချုပ်ခေါင်းမို့နော်တက်စင်နော်သူတို့ပြောလိုက်မယ်သူတို့အမှဝါကိစ္စအမှပြောလိုက်မယ်နိုင်ငံတော်အစ်စ်နေနဲ့ပြောလိုက်မယ်နော်ဦးအဘကချုပ်ကြီးတက်ချုပ်ကြီးတို့ဘာတူချုပ်ကြီးတို့ကျွန်တော်ကကျွန်တော်ပြောတဲ့နိုင်ငံတော်နားစားကဝင်ကြီးချုပ်တို့ကလုံးဝအလန်းလာမှာနော် နိုင်ငံရေးကိုရှယ်ကစားမှာနိုင်ငံရေးကိုရှယ်ကစားမှာရှယ်ကစားပြီးရှယ်လုံးမှာနော်နိုင်ငံရေးကိုရှယ်ကစားမှာရှယ်တွေ့မှာနော်သူ့ဟာနဲ့သူတပြေးပြေးတော့တိုင်းပြည်အဲဒီမှာတိုင်းပြည်မှာဟိုဘောမဆစ်စစ်တွေမဟုတ်တဲ့အမှန်နဲ့အမှားကိုခွဲခြားသိမြင်ပြီးတော့မှပြောရဲဆိုရဲတဲ့လူတွေအများကြီးလိုအပ်တယ်အဲဒါဆိုတိုင်းပြည်လည်းပြောင်းသွားလိမ့်မယ်နော်ဒီမြန်မာမရေချင်းခန္ဓာကျွန်တော်လည်းမသိဘူး ကျွန်တော်တော့မက်ခိုင်နေဝင်ကိစ္စတွေရောပေါ့နော်ကျွန်တော်ကတော့ဒါကျွန်တော်တကယ်အမှန်တမ်းပြောတာမက်ခိုင်နေဝင်လို့အမျိုးသမီးကိုထမင်းလျှော်ပေးရတယ်ပေးမှာကျွန်တော်ဒါစကားအဆွမ်းကုန်ပြောလိုက်တယ်နော်ကျွန်တော်တို့ဘယ်လိုဘာတွေပြောပြောမက်ခိုင်နေဝင်မက်ခိုင်နေဝင်ကိုလေးတိုင်းနော်တိုင်းဒီမှာကြိုးတယ်လုံးနိုင်နေတယ်ဆိုတော့အမျိုးမျိုးအသေးလိုက်ဖြစ်တယ်တစ်ခုနဲ့မရတစ်ခုနဲ့လိုက်ပြတယ်လိုက်လို့တယ်အကောပေါ့နော်အကောက်ကြံတာပေါ့နော်အကောက်ကြံတာနော်အကောက်ကြံကြတာအခုမက်ခိုင်နေဝင်လို့ပရာဟိတာတွေမက်ခိုင်ဝင်နေဝင်လို့လည်းကလေးတွေနဲ့လည်းမလုံးနိုင်ဘူးမဖြစ်နိုင်ဘူးမက်ခိုင်နေဝင်လို့ငလင်မာလည်းမလူနိုင်ဘူး 啊，努力啊！来大家一道的啊！今天我那新情里面，没看认为他们学过呀，那学不、啊、来没？代表对？到底路力，没看认为他们有学不来呢。状元大家了，单臂嘛，第六比好多比的，哦，单臂就好多钱在这边题呢。都到算账来的，老里老里那里比得多。工具弯腰算的，他们也，他们那学不来嘛，行了，哦、嗯，现在一把嘛，比我们的呢。嗯嗯 နောက်တော့ပြောချင်ပြောကြအောင်အဲ့တော့မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေရှင်ရောင်းရောင်းတွေတက်မလို့သားပြီးဘီအန်တွေကင်းချင်းပြီးနောက်တန်းကမိသားစုရဲ့ထမင်းဝိုင်းလေးကိုအများဆုံးပြန်လဲရောက်ရှိနိုင်ပါစေလို့ကျွန်တော်အဖြစ်ကံပေါ်နဲ့မဟုတ်ကံလူသားမေတ္တာကိုဆုတောင်းပေးလိုက်ပါရစေမမှုပါဘူးဗျာကျွန်တော်အရက်ဖြစ်ထားတာနော်အရက်မတော့တော့ကျွန်တော်အရက်မတော့ကျွန်တော်ဘာလုပ်နေလဲဆိုတော့ကစုံယုံနီကစုံယုံနီနဲ့ကစုံယုံနီနဲ့ထញ្ញနှလုံးနဲ့ညဘက်ဆိုတော့တောက်ရည်တယ်နောက်တော့ပိန်နေသည့်အစီကိုပြုတ်ပြီးတော့မှအဲဟိုဂျင်းနီးပန်ကွက်ကငါးလုံးနဲ့ ထည့်တယ်ထည့်ပြီးတော့ကျန်တဲ့နှလုံးကျွန်တော်တောက်တယ်ကျွန်တော်အရက်ဖြတ်နေတယ်နော်အရက်မတောက်တော့